အညာသားတွေအညာခံခဲ့ရလားနှွေဦးတော်လန်ရေးမှာအညာအချီဒေတာရဲ့ဖုံထူထူအောက်မှာအိုးပြက်အိမ်ပြက်နေစစ်တပ်ရဲ့မီးလောင်တိုက်သွင်းတဲ့ရွာတွေကအညာပြည်သူတွေရဲ့အန်ကျိတ်တန်တွေကိုဒီကနေ့ကြားနေရပါတယ်အညာဟာချိန်မှခံခဲ့ရပြီအညာဟာအန်ကျိတ်တောက်ခေါက်တန်တွေနဲ့အတူ အညာဟာဒီနေ့ထိတော်လန်နေစေပါအညာအခြေဒေတာညမာပြီးအလဲပိုင်းသခိုင်းမကွေးဒေတာဟာစီရရမဟာဗျူဟာကြတဲ့ဒေတာဖြစ်တယ်လို့အာနာရဲ့ဘ ਹੁ ချက်တစ်ခုဖြစ်ပါတယ်ဗမာဘီကအုတ်ချုပ်သူတွေရဲ့အာနာဘ ਹੁ ချက်ဖြစ်တယ်လို့မြန်မာစစ်တပ်ရဲ့စစ်သားစုဆောင်မှုအများအပြား လူသားရင်းမြစ်ရှိတဲ့နေရာကြီးဖြစ်ပါတယ်ထို့အတူပဲတော်လိုင်းကြီးတက်တွေနဲ့ပတ်သက်ရင်လည်းအညာဟာအင်အားအကောင်းဆုံးလူသားရင်းမြစ်ကြီးရှိနေတဲ့နေရာပါဒီကနေ့အညာဟာအောင်လန်းထူဖို့မျော်လင့်ချက်တွေနဲ့အတူအိုးပြက်အိမ်ပြက်အိမ်မီးရှုတ်ခံမရင်ချင်းခံပြီးအန်ချိတ်တန်နေတဲ့တော်လန်နေစေပါအညာအပေါ်မှာ ပြက်ကွက်ခဲ့ကြတယ် အညာတော်လန်ရေးအတွက်ဖေးမကူဖို့ပြက်ကွက်ခဲ့ကြတဲ့အမျိုးသားညီညွတ်ရေးအစိုးရအပေါ်ဝေဖန်တဲ့ထောက်ပြတဲ့စောင်းမတွေဒီကနေ့ထွက်ပေါ်လာပါတယ်အဓိကဆိုအညာတီဟန်စောင်းပါက page ကစောင်းပါတစ်ခုမှာအမျိုးသားညီညွတ်ရေးအစိုးရဟာအညာကိုပြည်မတော်လန်ရေးအင် အားစုတရက်အဖြစ် စူးစီးဖို့ပြက်ကွက်ခဲ့တယ်လို့လက်နက်အင်အားထောက်ပံ့ဖို့ တက်တောင်ဘူဒုစုစုကြီးကြီးလှုပ်ဖို့ပြက်ကွက်တဲ့အပြင်ကိုလူပြောများတဲ့ပါသုံးလုံးဆိုတဲ့ပကဖပါလဖပါမှာများထိုးထဲ့ဖွဲ့စည်းကအညာကိုတပူပေါ်နှစ်ပူစင့်စီခဲ့ပါတယ်လို့ဆိုထားပါတယ်ဟုတ်ပြီအညာဆိုတဲ့အကြီးဆိုတဲ့စကိုင်းမကွေးဒေတာကြီးညမအုတ်ချုပ်သူတွေရဲ့အာနာဘဟုချက် အညာဟာနှစ်ပေါင်း40အတွင်းမှာပြန်လေလက်နက်ကင်လာတဲ့ဗမာလူမျိုးစုကြီးတရှိတဲ့ဒေတာတိုင်းပြည်ရဲ့80ရာခိုင်နှုန်းသောမြန်မာလူမျိုးတွေရဲ့လက်နက်ကင်တော်လှန်ခြင်းကိုစတင်ခဲ့တဲ့အညာဒီညမှာခုဘာဖြစ်နေလဲ ရွှေဘူးတကြောမှာစစ်ကြောင်း ထိုးတာကိုလာနေချီခုခံနေတယ်လို့ညင်းချံဘက်ကစစ်ကြောင်းထိုးမှုတွေလည်းပြင်းပြင်းထန်ထန်ဖြစ်နေပါတယ်လက်ရှိဖက်စစ်အာနာရှင်တစုဟာရှမ်းမြောက်တစ်နှစ်ဆက်ကုန်ဒုတိယလိုင်းအပီးမှာအာနာဘူချက်ဖြစ်တဲ့အညာကိုဂယုတစိုက်ကန်ထရယ်လာပါတယ်နာမခဆိုတဲ့အနောက်မြောက်တိုင်းစစ်ဌာနချုံးမှာတဆင့်အညာစီကို ဆက်တက်လီရီဒီတိုက်လီရီနီနဲ့ဘုံကျဲတက်ဖြတ်နေတယ်လို့မြေပြင်စစ်ကြောင်းတရဆက်ချိုးပြီးရွာရီမီရှုပ်ပြီးအညာသူတွေမရင်ချစ်ခံနေရပါတယ်ကျုပ်တို့ပါအညာမြေမှာလူပြောအများဆုံးဖြစ်တဲ့စကိုင်းတိုင်းရင်းမာပြီးခရိုင်ထဲမှာဆိုရင်တရုတ်နဲ့မြန်မာစစ်တပ်ရဲ့အတ္တိကအကျိုးစီးပွားကြီးဖြစ်တဲ့ဝမ်ပေါင်ကျင်းဒီစီမံကိန်းရှိပါတယ် ဒီဝမ်ပေါင်းကျင်းဒီစီမံကိန်းဟာအရေးပါမှုဘလောက်ထိရှိလဲဆိုရင်ထွက်ရှိလာတဲ့ကျင်းဒီတွေကိုကြည်စံထုတ်လုပ်ဖို့အသုံးပြုနေတယ်လို့ဒီကျင်းဒီစီမံကိန်းကရတဲ့အကျိုးမြတ်တွေနဲ့မြန်မာဘက်စစ်တပ်ဟာလက်နက်ခဲယံလီမြန်များဝယ်ယူပြီးအညာကိုပြန်တက်နေပါတယ်ထို့တူအညာကဝမ်ပေါင်းစီမံကိန်းမှာ ရွှေထွက် ဒီဝမ်ပေါင်းလဘရောင်းတောင်ဂျင်းီစီမံဂိန်းကိုဆက်ဆက်ထိမခံနိုင်တဲ့တော်လန်ရေးပါဆိုတဲ့အင်အားစုတွေရှိတယ်ဆိုတာကလည်းလုံငယ်သောရက်များကတရင်ထွက်ပေါ်ခဲ့ပါသေးတယ်ဝမ်ပေါင်းစီကပတ်စံယူပြီးဝမ်ပေါင်းကို ကာကွယ်ပေးနေတဲ့အထဲမှာပါကာဖနဲ့တရင်တပ်ဖွဲ့ MOD အောက်ကတရင်တပ်ဖွဲ့အချို့လည်းပါတဲ့ဗျာတိတ်ရှင်းနာစရာကောင်းလာပါတယ်အခုဆိုရင်ဝမ်ပေါင်းဟာအညာကိုခြေမွဖို့ တက်တောင်ဘူရုနဲ့ဝမ်ပေါင်ထဲမှာအင်အားယာနဲ့ထောင်နဲ့ချီပြင်ဆင်နေပါလေဒီအတွက်တော်လိုင်းအင်ဟာစုတော်လိုင်းခေါင်းဆောင်တွေဟာအညာရဲ့အာနာဘူချက်ကိုမျက်ွယ်ပြုပြီးအညာမှာတက်တောင်ဘူရုနဲ့လက်နက်တပ်ဆင်ဖို့စစ်ကိုစစ်နဲ့တူအောင်တိုက်ဖို့ပြိုးထောင်တဲ့အချက်တွေနဲ့ပတ်သက်ပြီးအင်မတန်အားနေခဲ့ပါလေ အညာသားတွေဟာမျက်꽌ပြုတ်ခံခဲ့ရပါတယ်အညာသားတွေဟာအညာခံခဲ့ရပါတယ်ဒီနေ့ဒီအချိန်ထိအညာကတယင်းတက်ဖွဲ့တွေလက်နက်ခဲရမပြည့်စုံသေးပါဘူးဒါပေမဲ့အညာသားတွေရဲ့ဇွဲအညာသားတွေရဲ့တက်သည့်နဲ့ဖဆစ်တက်ကိုရင်ဆိုင်ခုခံနေစေပါအာနာဘိုချက်အညာကိုသာထိမ့်ချုပ်နိုင်ရင်စကိုင်းမကွေးကူတာ တော်လိုင်းခေါင်းဆောင်ဆိုသူများကစနစ်တကျစီမံခန့်ခွဲတက်တောင်ဘို့လူစုဖွဲ့နိုင်ခဲ့ရင်အညာစကိုင်းအကြီးမကွေးဆိုတဲ့ဒေတာတွေမှာရှိတဲ့ဖက်စစ်တပ်ရဲ့ကပစများကိုညူတုံးအောင်လှုပ်လိုက်နိုင်ပါတယ်မကွေးမှာရှိတဲ့ကပစစိတ်ဟုံမှာညမတပြီလုံးမှာအများဆုံးဖြစ်ပါတယ် မကွေးတိုင်းငဖဲမှာရှိတဲ့ကပ္ပစာ14 20 21တည်းဟာစစ်တပ်ရဲ့အဓိကလက်နက်ကြီးတွေထုတ်လုပ်တဲ့စက်ရုံတွေဖြစ်နေတယ်လို့မကွေးတိုင်းထဲမှာကပ္ပစာစက်ရုံ15ရုံရှိပါတယ်။သကိုင်းတိုင်းထဲမှာစစ်တပ်နဲ့တရုတ်ရဲ့အဓိကအကျိုးစီးပွားဖြစ်တဲ့ဝမ်ပောင်ကျင်းဒီစီမံကိန်းကြီးရှိပါတယ်။ဒီအခြေအနေတွေကိုသာထိန်းချုပ်နိုင်ရင် ကလေးတမူးလမ်းမကြီးကိုသာထိန်းချုံနိုင်ရင်အညာတော်လံကြီးဟာကြောင်လဲသွားနိုင်ပါလေလွန်ခဲ့သောအချိန်ဒီစီကစစ်ခွေးတင်ချိုင်းစကိုင်းတိုင်းတို့အမြီတွင်ခဲ့တဲ့အညာဟာပါသုံးလုံးဆိုတဲ့ပကဖားရီစုဖွဲ့မှု အပြီးမှာအာနာခွာနာရှာနာနေရနေတကွတော်လန်ရေးကိုသူတို့ခွင့်ပြုမှလောက်ရမယ်ဆိုတဲ့အချက်တွေကြောင့်အညာမှာ တချို့ကိစ္စတွေရှင်းရခံနေပါတယ်။ဒါပြင်မှာဒီပါသုံးလုံးဆိုရက် NUG MOD အောက်ကရန်တရားဟာအညာပြည်သူတွေနဲ့အံဝင်ခွင့်ချမဖြစ်ပဲကတောက်ကဆနားလည်မှုလွဲပြိပခဖြစ်ပွားမှုတွေအများပြားရှိနေတယ်လို့ NUG MOD အောက်မဝင်ချိန်မုံပြစ်ကမယ်ဆိုရက်အာနာရှင်အတွေးခေါ်မျိုးနဲ့အညာကိုအညာတော်လန်ရေးကို စတင်တတ်ရှုမှုခံလိုက်ရပါတယ်အရှိတရားကိုငင်းလို့မရပါဘူးဒီအချက်တွေကိုမပြင်းရင်ဒီအခြေအနေတွေကိုမပြင်းရင်စကိုင်းမကွေးအညာတော်လန်ရေးဟာအနာဘူချက်ဖြစ်တဲ့စစ်တပ်ရဲ့အာယုံဆိုင်မှုအောက်မှာအညာတော်လန်ရေးဥချိုးခံရပါလိမ့်မယ်ဟုတ်ပြီအညာတော်လန်ရေးအောင်မြင်ခြင်းရင် အညာတော်လိုင်းကြီးအောင်မြင်ခဲ့ရှင်ဗမာပြည်အာနာဘိုလ်ချက်ကိုစုတ်ကင်မိပြီလို့ပြောလို့ရတဲ့အခြေအနေကိုတော်လိုင်းကြီးခေါင်းဆောင်ဆိုသူများဘာကြောင့်မျက်ကွယ်ပြုခဲ့ပါသလဲအညာသူအညာသားတွေရဲ့ရက်ဆက်စွာခြိမုံချင်းခံရတဲ့အခြေအနေကိုအညာကတော်လိုင်းအင်အားစုတွေကာကွယ်ပေးဖို့ လက်နက်ခဲနဲ့အပြည့်အစုံတော်လိုင်းကြီးခေါင်းဆောင်ကြီးတွေအမျိုးသားညီညွတ်ရေးအစိုးရပါလို့ခံယူတဲ့အစိုးရကြီးတွေကဝေးဝန်ကြီးဌာနကြီးတွေကဘာကြောင့်ပြက်ကွက်ခဲ့ပါသလဲအညာဟာအပယ်ခံခဲ့ရတာလားအညာကိုစုစည်းနိုင်ရင်တော်လိုင်းကြီးအဖြစ်ဟာပြောင်းသွားပါလိမ့်အညာဟာအာနာဘဟုချက်ဖြစ်တယ်လို့တော်လိုင်းကြီးရဲ့ဝင်ရိုးတည့်ရ ဖြစ်ပါတယ်။ဒါကြောင့်ဒီကနေ့ဒီအချိန်မှာအညာဗမာရီကိုမင်းအောင်လိုက်ဖက်စစ်စေုပ်စုအားညညကြေအောင်ဦးချိုးဖို့စတင်ကြိုးပမ်းနေတဲ့အချိန်ဒီကိုတလိုင်းအင်အားစုများကတုံ့ပြန်နိုင်ဖို့အတွက်အညာကိုအာယုံစိုက်ရပါလိမ့်မယ်အညာနဲ့ထတ်တူကြနေတဲ့ တော်လည်ရေးချိန်ဝင်ရှာကူပြောင်းလဲသွားနိုင်ပေတခုကရခိုင်ပြည်နယ်ကကြောက်ဖြူရေနက်စိတ်ကန်းနဲ့ကြောက်ဖြူတဘာဝတံငွေပိုက်လိုက်ကြပါကြောက်ဖြူတဘာဝတံငွေပိုက်လိုက်ရဲ့အညာအခြေကတဘာဝတံငွေပိုက်လိုက်ကြီးဖြတ်တန်းရတလျှောက်ရဲ့လဘရောင်းတောင်ကျင်းနီစီမံကိန်းရဲ့မဝေးကကပ္ပစရီရဲ့ဟန်ချက်ညီ၃ခုကိုတိတိကြကြမဟာဖြူဟာနဲ့ထိုးစစ်စင်နိုင် ော်လန်ရေးရဲ့အဖြေဟာမနှက်ဖြန်ပြောင်းသွားပါလိမ့်မယ်။ရှင်းပါလိမ့်မယ်။နှထိုးကြီးကဖြတ်တန်းသွားတဲ့ပိုက်လိုင်းငင်းကြံကဖြတ်တန်းသွားတဲ့ပိုက်လိုင်းဒီနေရာတဝိုက်မှာတော်လန်ရေးတက်တွေရှိနေသလိုလဘရောင်းတောင်ကျင်းဒီစီမံကိန်းနဲ့တမိုင်အကွာမှာတော်လန်ရေးတက်ပေါင်းများစွာရှိပါမကွေးတိုင်းထဲမှာတော်လိုက်ရေးတက်တွေအများပြားရှိလို့မကွေးတိုင်းရဲ့ငဖဲ ရခိုင်ရိုးနယ်မကွေးအဆက်ကိုလေအာခတ်တတော်အိနဲ့တပ်ပေါင်းစုတွေဝင်လာပါဒီကနေ့တော်လိုင်းကြီးရဲ့အဖြေဟာပြောင်းပြန်လှန်ပြီးစစ်အုပ်စုကိုဥချိုးပြီးနလန္ဒဖက်စစ်တပ်ကိုရိုက်ချိုးနိုင်တဲ့တခုတည်းသောအဖြေဟာကျောက်ဖြူတဘာဝတံဝိပိုင်လိုက်မှတည်အညာမြေစီကအာနာဘူချက် တော်လံဝင်ယိုးကိုအာကုံစိုက်ပြီးယုံကအညာတော်လံဤအောင်းလံတော်ကိုလွှင့်ထူနိုင်ခဲ့မည်ဆိုရင်ဂျခိုင်ယိုးကတက်လာတဲ့အရခတ်တတော်အေးရဲ့တပ်ပေါင်းစုများရဲ့ကပ္ပစာများဆင့်မြန်တာမဝေးတိုင်းတွေကတော်လံဤတက်တွေရဲ့အခင်အချင်းစကိုင်းတိုင်းတွေကတပ်ပေါင်းများစွာရဲ့ စစ်မှန်သောယူသားမှုနဲ့တော်လိုင်းကြီးစစ်စစ်နဲ့စစ်ကိုစစ်နဲ့တူအောင်တိုက်နိုင်ခဲ့မယ်ဆိုရင်မနှက်ဖြန်တော်လိုင်းကြီးအဖြစ်ဟာပြောင်းသွားပါလိမ့်မယ်တတိရှိတကယ်တော်လာမှာတတိမရှိဘေးထွက်နေလိုက်ပါတော်လန်ရှိမှာကိုလိုကန့်လန့်တော့မလုံးကြပါနဲ့အားလုံးကိုကျေးဇူးတင်ပါ